မင်္ဂလာပါကောင်းခတ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ ultrasound လေးတစ်လုံးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာပြတ်ပေးချင်တဲ့ ultrasound ကတော့ Myri brand DC60 Ascent size ဆိုတဲ့ model လေးပဲဖြစ်ပါတယ်အမှုဆိုကျွန်တော်ဒီ screen အကြောင်းလေးအရင်ပြောချင်ပါတယ်ဆိုတော့ဒီ screen ကတော့ကျွန်တော်တို့လက်ရှိမှာဒီမြင်တွေ့နေရတဲ့အတိုင်းကျွန်တော်ဒီ screen ကတော့21.5 inch ရှိပါတယ်။ဒါနဲ့1.5 inch ရှိပြီးတော့သူ့ရဲ့ resolution ကတော့ကျွန်တော် full hd resolution လေးကိုသုံးထားပါတယ်။ full hd resolution ကကျတော့ကျွန်တော်1980လောက်တွေထွက်ပါတယ်။ထွက်တဲ့အတွက်ကျွန်တော်နောက်ပိုင်း specialty case တွေသုံးရချိန်မှာ diagnosis ကိုကျွန်တော်ကြည့်လေပြသစာနဲ့ကြည့်လို့ရပါတယ်။ဒါပြင်မှာကျွန်တော်တို့ဒါ screen ကိုပေါ့နော်နောက်ပိုင်းမှာကျွန်တော်တို့ဒီ jewel arm ကိုကျွန်တော်သုံးထားတယ်။သုံးထားဖြစ်တဲ့အတွက်ကျွန်တော်360 degree လောက်ထိကိုကျွန်တော် screen လွယ်ကူစွာကျွန်တော်လှည့်လို့ရတယ်။ဒါပြင်မှာမှကျွန်တော်တို့အပေါ်ထောင်းမယ်ဆိုတော့ကျွန်တော်တို့က20ဒီဂရီလောက်ထိအပေါ်ဆောင်းလို့ရပဲအောက်ကိုဆိုကျွန်တော်90ဒီဂရီ ပေါင်းလို့ရပါတယ်။တက်ဆက်ခရင်ကဆိုတော့ကျွန်တော်30.3အင်ချစ်ရှိရယ်။ဒါပြင်မှာမှာကျွန်တော်အပေါ်မှာရိုက်နေတဲ့ Dynos ကိုကျွန်တော်ကြည့်ချင်ရယ်။လွယ်ကူလက်လေးနဲ့ကျွန်တော်ဆွဲချလို့ရတယ်။ဆွဲချပြီးတော့ကျွန်တော်လက်လေးနဲ့ပဲလွယ်ကူမြန်ဆန်စွာ ဖြီတစ်ခုကျွန်တော်ရှာလို့ရပါတယ်ခင်ဗျာဆရာဆရာမတို့ပေါ့နော်ဒီ comment ရေးဖို့အတွက်ဆိုရင်ကျွန်တော်လွယ်ကူစွာအောက်မှာ keyboard လေးတစ်ခုပါရှိပါသေးတယ်အဲ keyboard တွေကတော့ကျွန်တော်ဒီလိုမျိုးလွယ်တကူနှိပ်လိုက်တာနဲ့ကျွန်တော်ထွက်လာပါတယ်ပြီးတော့ဆရာဆရာမတို့ရိုက်ချင်တဲ့ comment တွေဒီမှာလွယ်တကူစွာကျွန်တော်ရိုက်လို့ရပါတယ်ခင်ဗျာဆိုတော့ဒါပြင်ကျွန်တော် connector အနေနဲ့ဆိုရင်တော့ကျွန်တော် transistor connector လေးခုကျွန်တော်ပါပါတယ်လေးခုပါတာဖြစ်တဲ့အတွက် general အတွက်ကျွန်တော် specialty သုံးမယ်ဆိုလဲ 3D 4D echo စသဖြင့် product တွေကျွန်တော်လွယ်ကူစွာနဲ့တက်လို့ရပါတယ်အဲသူရဲ့ function တွေအနေနဲ့ဆိုရင်တော့ကျွန်တော်ဒီပါဆိုရင်အဲ B mode ရှိမယ်ပြီးတော့ color mode ရှိတယ် perfect doppler mode ရှိတယ် motion mode ရှိတယ်ပေါ့နော်ပြီးကျွန်တော်တို့ specialty နေနဲ့ထပ်ပြီးတော့သုံးမယ်ဆို3 4နေနဲ့ color echo အတွက်ပါကျွန်တော်ထပ်ပြီးတော့သုံးလို့ရပါသေးတယ်ခင်ဗျာကျွန်တော် ultrasound dc 60 exercise model လေးရောကျွန်တော် price to performance ရရော quality buy ရရောအရင်ကိုကောင်းမွန်တဲ့ဆက်လေးတို့ဖြစ်ပါတယ်